ငါကျူးလွန်မိတဲ့ကန်တပါးဟာမင်းမင်းမင်းညိုအပိုင်ကိုသူ့နာမည်ကမမလွင်နဲ့ကျမကသူ့ကိုမမလို့ခေါ်တယ်။ငဲ့လို့ပဲကျမကိုဂယုဆိုင်တယ်။ဆိုင်ကိုလည်းစိတ်ချရတယ်။သူ့ကြီးပဲဥဆောင်တယ်။အားကိုရတယ်။တခါတလေစကားပြောပြကြရင်မိုးလေအမကိုတိတ်အားကြတာပဲသိလား။တကူတဲ့အေးဆေးပဲ။အဲအခါကျရင်ကျမက ရှင်တဲကနာကျင်မှုတွေမြင့်မတ်သွားအောင်ပြုံးပြန်ခဲ့ရသေးတယ်။မိုးအမနဲ့အမင်းအတူနေမေးသိလား။အမကိုအတူခိုးမေး။အမနားမှာအမေလိုအမလိုအမင်းလှုပ်ကြွေးပြုစုမေး။ကျေးဇူးတင်ပါတယ်မိမိုးရဲ့။နင်ပြောတာနဲ့ငါကုံကအဖွားကြီးလိုပဲခံစားလိုက်ရတယ်။ကျမရဲ့ပထမအဦးဆုံးကဗျာစာအုပ်အချစ်သည်ဤမြလောက်နာကျင်ရ၏။အဲဒီစာအုပ်ကအမှတ်မထင်မှန်းထားသည့်ထက် ်ရောင်းအားကောင်းသွားပြီးလူကြိုက်များခဲ့တယ်။မင်းမိစာကိုဖက်ရရင်ငေတိတ်ဝမ်းသာတာပဲတိလား။ဇော်တော့ပြောနေတော့မှာပဲ။သူ့အမျိုးသမီးကကြပြာဆရာမကြီးဖြစ်သွားပြီဆိုတော့ငေမင်းအခုရန်ကုန်မှာဟဲဟုတ်လားအန်တီတို့စီရောက်နေရလားမဟုတ်ဘူးအလှပြင်ဆိုင်ဖွင့်ထားတယ်။ငေကိုမပြောပြဖြစ်တာ။ပြီးတော့ဇော်နဲ့ကွာရှင်းလိုက်ပြီးရှေလာ28ရက်ဆိုကိုလာပြည်ပြီငယ် ငယ်ဘက်ကခဏတိတ်ဆိတ်သွားပြီငယ်ကိုဘာမှလည်းမပြောပါလားမေရဲ့အရင်ဆိုဖုန်းပြောရင်ပြောနေကြပါစကားမပြောရတာကြာနေပြီဆိုတော့ပြီးတော့ပြောတဲ့အချိန်လေးစကားကမကြုံလို့ပါငယ်ရဲ့မိကြောင့်နဲ့လေစိတ်တွေမများစီခြင်းတော့ပါဘူးအန်တီတို့ရောတိလားဟင့်အင်းမေအစင်ပြေးရလားဟင်ပြေးပါတယ်အင်းပါကျမကြီးလေခရုဆိုင်အောင် တခုခုဆိုငဲ့ကိုပြောငဲ့ရှိတယ်တိလားအင်းပါတကယ်လာလေအောင်လीနော်အင်းမိုးရသည်ရဲ့နေတက်နေပါပဲဒါပေမဲ့နေကချစ်ချစ်တောက်ဘူးလို့မြို့ရဲကိုသွားရင်ကျမစိတ်မှာလူတယောက်ကိုတွေ့ကျင်နေတော့တမင်တကာအရင်နေရာစီကားကိုလှည့်မောင်းသွားခဲ့တယ်ကျမတို့နေခဲ့တဲ့အဆောင်ကြီးဟာအတော်တော်ဟောင်းနေခဲ့ပါပြီတစ်ပင်တွေကအခက်အလက်ရှိပြီးကြောင်းကားလမ်းဘက်ကို ညွက်ကိုင်းကြနေတယ်။လမ်းကိုထတ်ချိန်မထားတော့အဆောင်ရှိကကိုရဆိုင်တော့မရှိတော့ရှေ့ကိုဘိန်းလေးငါးဘက်လောက်လှိမ့်လိုက်ရင်အကုဆိုင်ရှိရောက်တော့မင်းကားဘိန်းတလှိမ့်ချင်းလှိမ့်သွားရင်နီးကန်လာလေလေကျမရင်မှာမုန်းချက်လာလေလေပဲအဲ့ဒီနာကျင်မှုကိုအစ်စ်တဖန်ပြန်ခံစားနေရတယ်ကားရက်လိုက်ပြီးဆိုင်လေးကိုကြည့်လိုက်တော့အမျိုးသားတအူးဟာကျမရှိရာဘက်ကြောပီးပြီးပန်ကာပြင်နေတယ် ကားပေါ်ကဆင်းပြီးအကိုဖျားအော်ဖျားတဲ့သူ့အတန်ဟာတိုးလွန်လှတယ်သူ့စပင်တချို့မှလည်းဖြူနေပြီသူ့နှက်ခမ်းတွေတော့အရင်လိုရဲမနေတော့ကိုမစတော့ဘူးထင်ပါရဲ့သူ့လက်တွေမှာတွေးကြောများအထင်းသာပေါ်နေပြီးအသက်56နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့အမျိုးသားဟာကျမကိုဖျားလို့ထူးကလှဲ့ကြည့်ပြီးနှုတ်ကမင်း အကိုဟာကျမနာမည်ကိုမှတ်မိနေသေးတယ်။သူ့မျက်ဝန်းတွေကအရင်လိုညိုနေစဲလှနေစဲပဲ။ပူပိန်သွားလိုက်တာ အကိုရဲ့စိတ်ထဲကနေကျွေးနေခဲ့ပြီးကျမမျက်ရည်မကျလိုက်မိအောင်မင်းထိန်ထားခဲ့ရတယ်။မေဟုတ်လားယ။ဟုတ်ပါရဲ့အကိုမျက်ရည်ကျသွားပြီး သူ့မျက်ရည်ကိုချက်ချင်းတုပ်လိုက်တယ်။နေကောင်းနေဟုတ်လားမေ။ကောင်းပါရဲ့အကိုအကိုအမျိုးသမီးရော။ မလာသေးဘူးလေပြီးခဲ့တဲ့ကာလတွေမှာအဆင်ပြေခဲ့ရလားအကူဒီမိကုန်းကိုမေးရဖို့ကျမအချိန်ဘလောက်တောင်ကြိုးစားခဲ့ရလဲဘလောက်တောင်စောင့်ခဲ့ရသလဲ73နှစ်ကျော်ဟုတ်တယ်74နှစ်ပြီးခဲ့ပါတယ်မင်းပြီးတော့ကိုကြောင်းမှန်ပါရဲ့ပြီးခဲ့တာပြီးပြီးပါစေတော့အကူရဲ့ဘာစကားမှမပြောဘဲနှစ်ယောက်လုံးတယောက်ကိုတယောက်စိုက်ကြည့်နေမိခဲ့ကြတယ် ကျမကစအကြည့်တွေကိုရက်ပြီးထုံးစံအတိုင်းမိပလက်ကောင်းတစ်ခုပဲပေးပါအကိုယူပြီးတော့ငွေရှင်းပြီးကားပုံပြန်တက်ခဲ့တယ်ကားမောင်းထွက်သွားတဲ့အထိအကိုကျမကိုကြည့်နေပြီးစံနေခဲ့တယ်ကျမလည်းကားမှန်တွေကကြည့်နေခဲ့တယ်ကားမောင်းနေရင်နောက်ခန်းကဝိုင်ပလင်းကိုလှမ်းယူလိုက်တယ်အတွေ့ထဲမှာဘာမှမရှိဒါတလုံးကုန်မှအိမ်ပြန်မင်းဆိုပြီးတစ်နေ့လုံးကားပတ်မောင်းနေမိတယ် မနက်ကချစ်ချစ်တောက်ပူနေတဲ့နေဟာညနေ9နာရီမှာမူးသေးကြီးမေကြီးထရွာတဲ့အချိန်ကျမလေးမူးနေခဲ့ပြီကားကိုတတိနဲ့မောင်းနေပေမဲ့အဲ့ဒီမူးနဲ့အတူ ကျမခြေထောက်တွေကိုစွန့်ပစ်ခဲ့ရတယ်ကျမလမ်းမလျှောက်နိုင်တော့ဘူးဆိုတော့မမကအလုတ်ကိုလည်းတာဝန်ယူကျမကိုလည်းပြုစုပေးရနဲ့ပင်ပန်းနေခဲ့ရရှာတယ်စိတ်ကိုတတောင့်တတာနေပါလှုပ်ချင်တာတွေအကုန်လှုပ်ပြီးပြောင်းအောင်နေပါ တည်ဆုံတော်မယ့်လူနာကိုမှားတယ်လို့မျိုးဆရာဝန်ကမှားခဲ့တယ်။ကျမမကြောက်ပါဘူး။တည်ဆုံခြင်းဟာလောကသဘာဝတရားတစ်ခုပဲလေ။ဒါပေမဲ့ကျမဝမ်းနေမိတယ်။တည်ခြင်းဟာဘယ်တော့မှပြတ်မဆုံးတော့ဘူး။သူပြောချင်တဲ့စကားတွေလည်းကိုမကြားရတယ်လို့ကိုပြောချင်တာတွေလည်းသူကြားရတော့မှမဟုတ်ဘူး။တွေ့ချင်လဲတွေ့လို့မရ။ဘယ်ဘဝမှာဘယ်သူနဲ့ရှိနေမလဲ။ဘာမှမသိရတော့တကယ်ကိုဘယ်တော့မှပြတ်မဆုံးနိုင်တော့အောင် ခွဲနိုင်တာကတည်ခြင်းတရားပဲကျမတည်သွားတဲ့အခါအကိုအတန်ကိုကြားရတော့မှ မဟုတ်ဘူးအကိုအစဉ်ပြေခဲ့လားကျမတည်ရတော့မှမဟုတ်ဘူးတိတ်ကြကြမခံတော့ဘူးလို့တည်ထားပြီးတဲ့ကကျမရဲ့ဒုတိယမြောက်စာအုပ်ထုတ်ဖို့အတွက်ကြိုးစားခဲ့တယ်ငါကျူးလွန်မိတဲ့ကန်တပါဟာမင်းပဲဘယ်တော့မှပြန်မဖတ်တော့ဘူးဆက်လေးမရတော့ဘူးဆိုပြီးတင်ထားခဲ့တဲ့အဆုံးမရှိတဲ့ဇလန်းလေး လွန်ခဲ့တဲ့၁၄နှစ်ကရေးပြစ်ခဲ့တဲ့နောက်ဆုံးအချက်နောက်ဆုံးစာမျက်နှာကျမအတွက်နောက်ဆုံးရင်နာစရာ အဖြစ်အပျက်ကလေးပေါ့တင်ထားခဲ့တာတော့အတော်ကြာခဲ့ပြီဖုံတွေလည်းတက်လို့တချို့စာမျက်နှာတွေမှာစာတချို့တောင်ပြန့်နေခဲ့ပြီပြန်ဖက်နေရင်တချို့နေရာတွေမှာကျမငယ်ရွယ်မှုတွေငယ်ရဲ့ဂိယုဆိုင်မှုတွေကိုခံစားမိတယ်။ညိတ်ကြခဲ့ရတယ်။နောင်တလည်းရတယ်။ပြီးတော့ တခါပြန်လဲအကိုကိုတတိယမိပြီးငုံနေမိခဲ့ပြန်တယ်။မပေးပြစ်ခဲ့တဲ့အဲ့ဒီလက်ဆောင်လေးအခုထိရှိနေစေ။အခုလက်မှာအမြင်ပတ်ထားစေခြင်းခဲ့တာ။အဲ့ဒါလေးကိုမြင်တိုင်းမိကိုတတိယစေခြင်းခဲ့တာ။တသက်လုံးအနားမှာထားမှာပေါ့ကွာလို့ပြောတော့ကအချိန်တိုင်းတတိယနေပါစီတော့ဆိုပြီးပေးခြင်းခဲ့တာ။ဘာလေးဝယ်ပြီးမေမှန်းအောင်အကိုမသိခဲ့ဘူး။အခုတော့အခုတော့အကိုရဲ့ အားအကုန်သုံးကပရင်ပေါက်ကနေလွင့်ပြလိုက်တယ်။အဆုံးသက်ပြီးစာအုပ်ထုတ်ဖို့အတွက်စီစဉ်လိုက်တယ်။မမရှင့်အမဒီစာအုပ်လေးနှစ်အုပ်ကိုဒီလိပ်စာနှစ်ခုစီပို့ပေးပါ။ဟုတ်အမ။အဲ့ဒီလူနှစ်ယောက်အဲ့ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာကျမရှိချင်မှရှိတော့မှငယ်ကိုတရိရတယ်။ကျမအချောင်းတွေကိုငယ်သိတဲ့အခါငယ်ငိုနေမလား။မမေရရ အဲ့ဒီနေမနက်ကညူရီဆိုင်နေတယ်။ဆောင်းအစားဆိုတော့အေးစိတ်နေရောပဲ။အပြင်ကိုငေးမောနေရင်အေးဆန်နေတဲ့လေတွေကို ရှူသွင်းနေပေမဲ့လည်းရင်ထဲမှာ မုန်းချက်လာခဲ့တယ်။တစုံတယောက်ကိုတရီရလိုက်တယ်။မင်းချစ်ချစ် မချစ်ချစ်ကိုမင်းကိုတသက်လုံးချစ်သွားမှာပါ။အဲ့ဒီအတန်အဲ့ဒီမျက်ဝန်းညူတွေ။အော်မျက်ဝန်းညူတွေ။ ညင်များစွာပားပြင်ပေါ်ကို စီးကြလာပြီးငါဟာချင်းရင်တိမ်မဲ့သူပဲကိုကိုကိုအမြင်တက်လိုက်တယ်။ရှင်တဲမုန်းချက်လာပြီးအသက်ရှူရခတ်လာတော့စိတ်ကိုရှော့ချလိုက်တယ်။မျက်လုံးများကိုလည်းမှိတ်ချပြစ်လိုက်တယ်။ပြီးတော့ငါလွတ်မြောက်ပြရစီတော့အကိုရဲ့ငါလွတ်မြောက်ပြရစီတော့မေညူ